ဒီနေ့လေ့လာမယ့်သင်ခန်းစာကတော့ဘူရာယီချီအတန်း1.0လမ်းကြောင်းကိုလေ့လာကြမှာဖြစ်ပါတယ်။အဲတော့အရှိမပကွန်ရဲ့စံနှုန်းချင်းနဲ့ပတ်သက်ပြီးတော့လေ့လာခဲ့ပြီးကြတာက we back bbh ပြီးတော့ဒီ bbh ပြီးတော့သုံးပြီးတော့ထွက်မဲ့ switch နဲ့ audio တွေနောက် switch က s1 s2 s3 s4 လမ်းကြောင်းတွေနဲ့ပြီးရင် s3 နဲ့ s4 ကိုသုံးပြီးတော့ထွက်တဲ့ audio တွေနဲ့ bbh ပြီးတော့သုံးပြီးတော့ထွက်တဲ့ အဲဒီတွေလမ်းကြောင်းတွေကိုလေ့လာခဲ့ကြရကြတာအခုဆိုရင် VIAG Adam 1.4လမ်းကြောင်းကိုရရှိလာပါပြီအဲ့တော့ VIAG Adam ပြီးရင် VIAG SM10 အဲ့ဒီဘူလမ်းကြောင်းပြီးသွားတဲ့ကွာကွန်ကလော့ကွာကွန်ကလော့ပြီးလို့ရှိရင်ပေါင်စီကွန်ခင်းပြီးရင်တော့ကွာကွန်ရဲ့စနိုးချင်းလည်းပြီးပါပြီအဲ့တော့အရှင်းမှာပြီးသားခဲ့တဲ့ MDK ရဲ့စနိုးချင်းနဲ့အခုမကြခင်အချိန်မှာပြီးတော့မဲ့ကွာကွန်ရဲ့စနိုးချင်းတွေကိုဘူလမ်းကြောင်းတွေဘလို့လုလုပ်တဲ့ ဘလို့ချိတ်ဆက်ပြီးတော့လုဆောင်ကြရတယ်ဆိုတော့တေချာလေးပြန်ပြီးတော့တွဲပြီးတော့မှတ်ထားပေးကြပါနောက်ရက်အတွင်းမှာရှောင်းမီရဲ့စနိုးခြင်းကိုဆက်လက်ပြီးတော့တွားကြမှာဖြစ်ပါတယ်အဲ့တော့ VIG ရဲ့အတန်း1.8ဘူဟာပါဝါ NC ကနေပြီးတော့ CPU C ကိုဘူလန်းကြောင်း5ခုနဲ့ပေးသွင်းထားပါတယ်ပါဝါ NC ကနေထုတ်ပေးလိုက်တဲ့ VIG အတန်း1.8ဘူလန်းကြောင်းဟာကွန်ဒက်တာတစ်လုံးကိုဖစ်တာထားပြီးတော့ဘူလန်းကြောင်းစတင်ပြီးတော့ထုတ်ပေးထားတယ် စီဗီယူတဲ့ကိုပေးသွင်းထားတဲ့လမ်းကြောင်း၅ခုအနက်မှပထမဆုံးစီဗီယူတဲ့ကို THDAC1 IREF ဆိုပြီးတော့စီဗီယူရဲ့ဘယ်အပိုင်းကိုပေးသွင်းထားလဲဆိုရင် IREF ဆိုတာက reference voltage TH ဆိုတာက baseband DR digital AR analog CR converter အဲ့တော့ reference voltage for baseband digital to analog converter ပိုင်းအလုံးလုံးနိုင်ဖို့အတွက်ပြသွင်းထားခြင်းဖြစ်ပါတယ် ဘာဝါဇီကနေထုတ်ပေးလိုက်တဲ့ဘူယာကြီးအက်ဒန်1.5ဘူဟာ CPU ရဲ့အဲ့ဒီအပိုင်းကိုပြသွင်းထားခြင်းဒီစနိုးခြင်းမှာမပါပါဘူး။ဒါကနဝပိုင်းအလလုံးနိုင်ဖို့အတွက် supply footage အနေနဲ့ပြသွင်းထားခြင်းဖြစ်ပါတယ်။ဒုတိယလမ်းကြောင်းအနေနဲ့ VDD A21 တတိယလမ်းကြောင်းအနေနဲ့ VDD A22 ဆိုပြီးတော့ပြသွင်းထားပါတယ်။ VDD က voltage AR analog အဲ့တော့ဒုတိယလမ်းကြောင်းဒီ analog voltage အနေနဲ့ CPU ထဲမှာရှိတဲ့ analog byte လုံးလုံးနိုင်မှုအတွက်လမ်းကြောင်းတစ်ခုအနေနဲ့ပြသွင်းထားခြင်းဖြစ်ပြီးတတိယလမ်းကြောင်းကလည်း VDD A22 လို့ပြောထားတဲ့အတွက် VDD ရ voltage ရ analog RCPU ရဲ့ analog အပိုင်းအလုံးလုံးနိုင်မှုအတွက် supply voltage အနေနဲ့နောက်ထပ်တစ်လိုင်းပြသွင်းထားခြင်းဖြစ်ပါတယ်အဲ့တော့ဒီ VDD A21 နဲ့ VDD A22 ဆိုတဲ့လမ်းကြောင်းနှစ်ခုကတော့စံနှုန်းချင်းမှာပါဝင်ပါတယ် အဝိုင်းကြီးအနေထုတ်ပေးလိုက်တဲ့ဘူယာကြီးဂျီအဒန်း1.84 CPU ရဲ့အဲ့ဒီ analog နှစ်ပိုင်းကို supply voltage အနေနဲ့မပေးသွင်းရင် power နိုးနိုင်မှာမဟုတ်ပါဘူးအဲ့တော့လေးချောင်းမြောက်လမ်းချောင်းကတော့ VDD USB 1PH လို့ပြောထားတဲ့အတွက်စံနှိုးခြင်းမှာမပါပါဘူးကွန်ပျူတာနဲ့ဖုန်းနဲ့ချိတ်ဆက်တဲ့အခါမှာ device တည်နေဖို့အတွက် detect အနေနဲ့ပေးသွင်းထားတဲ့ USB ဒီတက်အနေနဲ့ပေးသွင်းထားတဲ့1.5လမ်းကြောင်းဖြစ်ပါတယ်။နောက်ဆုံးလမ်းကြောင်းအနေနဲ့ CPU ရဲ့ VDD PL2 ဆိုတဲ့လမ်းကြောင်းကိုပေးသွင်းထားပါတယ်။အရှိမ VDD PL1 ဆိုတာကို VRG L3 လမ်းကြောင်းနဲ့ပေးသွင်းထားခဲ့ပြီးပါပြီ။အဲတော့ VDD က Voltage PL က Phase Lock Loop Phase Lock Loop ဆိုတာကအရှိမလည်းခဏခဏပြောခဲ့တဲ့ ကိုရိုစနစ်တစ်ခုဖြစ်ပြီးတော့ secondary ကိုထုတ်ပေးနိုင်ဖို့အတွက် CPU တွေကို supply voltage အနေနဲ့ပေးသွင်းထားတဲ့နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်ပါတယ်2လို့ကထားတဲ့အတွက် VDD pillar 1ဆိုတာကတော့အရှိမ VIG L3 လမ်းကြောင်းနဲ့ပေးသွင်းထားခဲ့ပြီးပါပြီအဲဒီတော့ power IC ကနေထုတ်ပေးလိုက်တဲ့ VIG L10 1.8 volt ဟာ CPU တွေကိုပေးသွင်းတဲ့လမ်းကြောင်း5ခုအနက်လမ်းကြောင်းနှစ်ခုဒီစနိုးချင်းမှာမပါဘူးသုံးခုကတော့စနိုးချင်းမှာပါပါတယ် တော့စနိုးချင်းမှာပါတဲ့လမ်းကြောင်းတစ်ခုကပထမဆုံးတစ်ခုကနက်ဝပိုင်းအလုံးလုံးနိုင်ဖို့အတွက်ဖြစ်ပြီးတော့နောက်တစ်ခုကကွန်ပျူတာနဲ့ဖုန်းနဲ့ချိတ်ဆက်တဲ့အခါမှာဒီဘိုက်တည်နေဖို့အတွက်ပြင်သွင်းထားတဲ့ဘူလမ်းကြောင်းဖြစ်ပါတယ်စနိုးချင်းအတွက်ကတော့ CPU ထဲမှာရှိတဲ့ analog ပိုင်းအလုံးလုံးနိုင်ဖို့အတွက်လမ်းကြောင်းတစ်ခုအနေနဲ့ပြင်သွင်းပြီးတော့နောက်ထပ်တစ်ခုကတော့ PLL လို့ခေါ်တဲ့ phase law လို့အပိုင်းအလုံးလုံးနိုင်ဖို့အတွက်ပြင်သွင်းထားခြင်းဖြစ်ပါတယ်အဲဒီတော့ဟာဒီ CPU ရဲ့အဝင်လမ်းကြောင်းတွေမှာ ရှိတဲ့ကမိုးနန်ဒီမှာဒုကဘိုးစစ်ကြီးရေတစ်ဖက်ဒီကောင်တစ်ဖက်မှာဝမ်ဝိုင်းဘူးတွေရှိရပါမယ်အကယ်၍ဝမ်ဝိုင်းဘူးမရှိခဲ့လို့ရှိရင် VIG အဒါစတင်ထွက်ရှိတဲ့လမ်းကြောင်းကကမိုးနန်မှာလည်းဝမ်ဝိုင်းဘူးရှိမရှိပြင်ဆင်ကြပါမယ်အဲ့တော့ဒီကမိုးနန်မှာလည်းဝမ်ဝိုင်းဘူးပျောက်နေခဲ့လို့ရှိရင်ဘာဝါစီကိုတိုင်ကပြက်နေလို့ VIG အဒန်ဝမ်ဝိုင်းဘူးကိုမထုတ်ပေးနိုင်တာလားဒါမှမဟုတ် VIG အတန်းဆိုတဲ့ output voltage လမ်းကြောင်းကိုထုတ်ပေးနိုင်ဖို့အတွက် supply voltage ပဲသူ့ထဲကိုမရောက်နေလို့လားဆိုတာပြန်ပြီးတော့စစ်ဆေးရပါမယ်။အဲ့တော့ VIG အတန်း output voltage ထွက်ရှိဖို့အတွက်သူဒီ supply voltage ကိုဘယ်ကယူထားလဲဆိုတာကတော့ကြိုတင်ပြီးတော့လေ့လာပေးထားပါမယ်။အရှိမလည်းပြောခဲ့ပြီးပါပြီ။ L1 နဲ့ FIT ဒီ VIG အ3ကို supply voltage အနေနဲ့ယူသုံးထားပြီးတော့ အစကနေ F40 ဒီ VIG F4 ကို7 voltage အနေနဲ့ယူသုံးမိမှထွက်ရှိတယ်ဆိုတာကို မမတ်မိရင်အရှိရသင်ကန်းစာတွေကိုပြန်လည်ပြီးတော့ကြည့်ပေးထားပါအဲ့တော့ F3 ကိုသုံးပြီးထွက်တဲ့ Aerial လမ်းကြောင်းတွေနဲ့ F4 ကိုသုံးပြီးတော့ထွက်တဲ့ Aerial လမ်းကြောင်းတွေကိုဖယ်လိုက်ရင် Channel F15 ကနေပြီးတော့ပြန်ရှိသမျှ Aerial အားလုံးဒီ VBH ပြပါကိုသုံးပြီးတော့ထွက်ပြန်ဆိုတာကိုလည်းနားလည်ပေးထားရပါမယ် အဲ့တော့ဒီဘူယာအေဂျီအဒမ်ဘို့မထွက်ရင်သူ့ရဲ့ supply boot ဖြစ်တဲ့ဘူယာအေဂျီ F4 2.1ဘို့ပါဝါစီတွေကထွက်ပြီးပါဝါစီတွေကိုပြန်လဲဝင်ရောက်ချင်းရှိမရှိပြန်စစ်ကြပါမယ်။အဲ့တော့ပါဝါစီရဲ့နောက်ကမိုးနံနားမှာ2.1ဘို့လို့ခေါ်တဲ့ဘူယာအေဂျီ F4 ဘို့မရောက်ခဲ့လို့ရှိရင် supply boot မရှိလို့မထုတ်ပေးနိုင်တာဖြစ်တဲ့အတွက်ဘူယာအေဂျီ F4 ဘို့ထွက်ရှိဖို့အတွက်ဆက်ပြီးတော့ဖြည့်ရှင်းရပါမယ်။အဲ့ဘူယာအေဂျီ F4 ဘို့ပါဝါစီတွေကို ရောက်နေတဲ့သားနဲ့အတန်းဘူးမထွက်ဘူးဆိုရင်တော့ပါဝါစီကိုသာလဲလဲပေးရမှာဖြစ်ပါတယ်အဲ့တော့အခု BIG အတန်းဘောင်းဘိုင်းဘုတ်လမ်းကြောင်းကိုဘလော့ပုံနဲ့လေးလာပြီးတဲ့အခါဒိုင်ယန်ဂရမ်နဲ့ချင်းကလေးလာကြည့်ကြရအောင်အဲ့တော့ BIG အတန်းဒီပါဝါစီ PM 81M0 ရဲ့ပင်နဘတ်4ကနေပြီးတော့စတင်ပြီးတော့ကွန်ဒက်ဆာတစ်လုံးကိုဖစ်တာထားပြီးစတင်ထုတ်ပေးထားတယ်အဲ့တော့အဲ့ဒီ ဗီအေဂျီအတန်းပို့ထွက်ရှိမရှိတို့ကသိချင်ရင် C615 ဆိုတဲ့ကွန်ဒါဆာမှာသွားပြီးတော့စစ်ပေးရပါမယ်အတန်းအောက်ဆုံးလာပြီဟုတ်တယ်နော် C615 အဲ့တော့တို့ကလေယောင်းဘက်ကိုသွားမယ် search မှာ C615 ဆိုပြီးတော့ search လုပ်ပေးလိုက်မယ်အဲ့တော့ U2 ကို1လို့ခေါ်တဲ့ power IC PM8110 ရဲ့ဘေးနားမှာရှိနေတယ်အဲ့ဒီ C615 ဆိုတဲ့စီမှာတို့ကစစ်ကြည့်ရင် တစ်ဖက်ဒီဂရောင်တစ်ဖက်မှာ 1.8V ရှိနေပြီဆိုရင် BIG အတန်းဖို့ကို ပါဝါစီအားထုတ်ပေးနေပြီလို့သိရှိရပါတယ်အကယ်၍ DC လေးမှာ1.8ဖို့မတွေ့ရင်သူ့တဲကို VIG F4 ဖို့ရောက်မရောက်စစ်ပေးရပါမယ်။ရောက်နေတဲ့သားနဲ့မထွက်ရင် Power IC ကိုလဲပေးရပါမယ်။အဲ့တော့အဲ့ဒီ VIG အတန်းဖို့1.8ဖို့ဟာဘယ်လိုပေးထားလဲဆိုတာကိုသူကဆက်လိုက်ကြည့်တဲ့အခါပထမဆုံးဝင်သွားတာဒီ THDAC1 IREF အဲ့တော့အဲ့ဒီအပိုင်းကိုဝင်သွားတယ်ဝင်သွားတဲ့ IC number က U701 MSM ASIC 12လို့ခေါ်တဲ့ CPU တဲကိုပဲပြင်သွင်းထားတာဖြစ်ပါတယ်အဲ့တော့ reference voltage for baseband digital to analog converter အပိုင်းနေရာဖြင့်နှဝပါအလလုံးနိုင်ဖို့အတွက် CPU တဲကို supply voltage 1/8 volt အနေနဲ့ပြင်သွင်းထားခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့လေ့လာကြည့်တဲ့အခါ VIG အတန်းဒီ CPU တဲကိုပဲ VDD 21 CPU ထဲမှာရှိတဲ့ analog pin အလုံးလုံးနိုင်ဖို့အတွက် supply voltage အနေနဲ့ CPU ရဲ့ pin number AW 25 pin တို့ပြသွင်းထားပါတယ်။အဲဒီဘို့ရောင်းမရောက်သိချင်ဒူဟာ C3305 မှာစစ်ကြည့်လို့ရပါတယ်။ဆက်နှိပ်သွားတဲ့အခါ VIG အတန်1.8ဟာ VDD USB 1.8ဆိုပြီးတော့ CPU ထဲကိုကွန်ပျူတာနဲ့ဖုံးတဲ့ချိတ်ဆက်တဲ့အခါမှာတိနိုင်ဖို့အတွက် ပြီးတွင်းထားပါသေးတယ်ဒီလမ်းကြောင်းကတော့စနိုးချင်းမှမပါပါဘူးနောက်ထပ်လမ်းကြောင်းတစ်ခုအနေနဲ့ UI ရဲ့အတန်း 1PHD 1.8 volt ဒီ CPU တွေကို VDD A22 ဆိုပြီးတော့ CPU ရဲ့ analog bus လုံးလုံးနိုင်ဖို့အတွက်နောက်ထပ်လမ်းကြောင်းတစ်ခုအနေနဲ့ CPU ရဲ့ pin number AU27 pin ကိုပြီးတွင်းထားပါတယ်အဲနောက်ဆုံးလမ်းကြောင်းတစ်ခုအနေနဲ့က VIG အတန်း1.8 volt ဒီ CPU ရဲ့ pin 3 pin တို့ PLF 2လို့ခေါ်တဲ့ face lock လိုအပါလုံးလုံးနိုင်ဖို့အတွက်ပြီးသွင်းထားတယ်။ CPU ရဲ့ pin number Y 78 AG 25 AE 70ဆိုတဲ့ pin 3 pin တို့ face lock လိုအပါအလုံးလုံးနိုင်ဖို့ supply voltage အနေနဲ့ပြီးသွင်းထားပါတယ်။ဒါကြောင့်ဒီနေ့သင်ခန်းစာမှာလေ့လာနေတဲ့ VIEG အတန်း1.8 volt လမ်းကြောင်းဟာ CPU တဲ့ CPU တလုံးတည်းသို့ပဲဘုတ်ပေးသွင်းပြီးတော့ အပိုင်း၅ပိုင်းကိုပြီးသွင်းထားတယ်။အပိုင်း၃ပိုင်းကစနိုးချင်းမှာပါရှိပြီးတော့နှစ်ပိုင်းကတော့တစ်ပိုင်းကနဝအတွက်ဖြစ်ပြီးတစ်ပိုင်းကကွန်ပျူတာနဲ့ဖုံးနဲ့ချိတ်ဆက်ဖို့တဲ့အခါမှာသိရှိဖို့အတွက်ပြီးသွင်းထားခြင်းဖြစ်ပါတယ်။အဲ့တော့ BYG အတန်းဘွန်ဝိုင်းဘုတ်ကိုလေ့လာပြီးတဲ့အခါမှာ low draw output လမ်းကြောင်းမှာစနိုးချင်းမှာပါတဲ့နောက်ထပ်နောက်ဆုံးဘူလမ်းကြောင်းတစ်ခုဖြစ်တဲ့ VIG something 2.9 volt လမ်းကြောင်းကိုလေ့လာပြီးရင်တော့စနိုးချင်းမှာပါဝင်နေတဲ့ audio မူလန်းကြောင်းအကုန်ပြီးဆုံးပြီဖြစ်တဲ့အတွက်နောက်ထပ်သင်ခန်းစာမှာ power on စီအဲကွက်ကွန်ကလော့ကိုဆက်လက်ပြီးတော့လေ့လာရပါမယ်ကွက်ကွန်ကလော့ပြီးသွားရင်တော့ power on စီကွက်ကိုလေ့လာပြီးရင်တော့ကွက်ကွန်ရဲ့စနိုးခြင်းလည်းပြီးဆုံးမှာဖြစ်ပါတယ်အဲ့တော့ VIAG အဲ17 2.9ဘူလန်းကြောင်းကို power IC ရဲ့ပင်နဘတ်ဘလော့ကနေထုတ်ပေးနေလဲဆိုရင် power IC ရဲ့ပင်နဘတ်29ကနေပြီးတော့ထုတ်ပေးနေပါတယ် အဲ့တော့ပဝါကြီးရဲ့ပင်နယ်ဘက်29ကနေထုတ်ပေးတာအဲ့ဒီ low drop output ထွက်ရှိဖို့အတွက် supply voltage နဲ့ဘယ်ရလဲဆိုတာကိုတော့ချူစဉ်းစားထားဖို့လိုအပ်ပါတယ်အဲ့တော့ L1 နဲ့ FIDC A3 ကိုသုံးပြီးထွက်မယ် S6 က F14 တိရ F4 ကိုသုံးပြီးထွက်တဲ့အတွက်ဟာဒီအဆက်ခွန်ဆိုတဲ့လမ်းကြောင်းဒီ VBHP2 ကိုသုံးပြီးတော့ထွက်မယ် low drop output လမ်းကြောင်းဆိုတာကိုမိမိကောင်းထဲမှာသိရှိနေဖို့အတွက်လိုအပ်ပါတယ်အကယ်၍မမတ်မိရင်အရှိရာသင်ခန်းစာတွေမှာပြန်ပြီးတော့လေ့လာပေးပါ ဲ့တော့တို့ကဒီအဲဆမ်တင်းဆိုတဲ့ဘူလန်းကြောင်းလိုဒရော့အပ်ဖို့လမ်းကြောင်းထွက်ရှိမထွက်ရှိကိုစစ်ချင်ရင်သူ့ရဲ့လမ်းကြောင်းမှာရှိတဲ့ကွန်ပိုးနက်မှာသွားစစ်လို့ရတယ် C 6 2 4အဲ့တော့ဒီ C6 နဲ့6မှာစစ်ကြည့်ရင်တစ်ဖက်ဒီကောင်တစ်ဖက်မှာဒူးပွားနိုင်ဖို့ရှိနေရင် PM A110 ကစနိုးချင်းအတွက်လိုအပ်တဲ့ low drop output လမ်းကြောင်းဖြစ်တဲ့ S7 ဒူးပွားနိုင်ဖို့လမ်းကြောင်းကိုထုတ်ပေးနေပါပြီ အကယ်၍ဒီ C6 နဲ့လေးမှာစစ်ကြည့်လို့တူပနိုင်ဖို့မရှိရင်တို့ကအဲ့ဒီ low draw output ထွက်ရှိဖို့အတွက်ပါဝါစီကိုယ်တိုင်ပြက်လားဒီ output ဘုတ်လမ်းကြောင်းထွက်ဖို့အတွက် supply board တွေပဲမရောက်နေလားဆိုတာကိုပြန်ပြီးတော့ခွဲခြားနိုင်ဖို့အတွက်ဟာဒီ output လမ်းကြောင်းဒီ best supply board တွေကိုဘယ်လမ်းကြောင်းကဘယ်ဘုတ်လမ်းကြောင်းကို supply board တွေအနေနဲ့ယူသုံးထားလဲဆိုတာကိုသိရှိထားမှသာလျှင်စစ်ဆေးရမှာလွယ်ကူမြန်ဆန်မှာဖြစ်ပါတယ် အဲ့တော့တို့ကတော့အခုသိရှိပြီးဖြစ်တဲ့အတွက်ဒီပိုလမ်းကြောင်းထွက်ဖို့အတွက်အဝင်ဒီ VBH ဘီရူကကနေယူထားတဲ့အတွက်အဲ့ဒီ DM A110 တဲ့ကိုအဲဆက်ခွန်လို့ခေါ်တဲ့ no drop up ထွက်ရှိဖို့အတွက်လက်ဝင်ထားတယ်ပေးသွင်းထားတယ် VBH ဘီရူက4.2ဘို့ဝင်ရောက်မရောက်စစ်ကပါမယ်အဲ့ဒီ4.2ဘို့ဝင်ရောက်ထားတဲ့ Harry C6 နဲ့လေးမှာ2.9ဘို့ပျောက်နေတယ်ဆိုရင် PM A110 ကိုလဲပေးလိုက်ရမှာဖြစ်ပါတယ် အကယ်၍ DC 6.4မှာရှိနေပြီဆိုရင်တော့ Power C က VIG L17 2.9ဘို့ကိုထုတ်ပေးနေပါပြီ။အဲ့တော့အဲ့ဒီ VIG L17 2.9ဘို့ဒီ VIG တဲကိုပြင်ဆင်ထားလဲဆိုရင် U1500 လို့ခေါ်တဲ့ EMC တဲကိုပြင်ဆင်ထားတယ်။ဘယ်ဘိုင်းကိုပြင်ဆင်ထားလဲဆိုရင် VCC1 VCC လို့ပြောတဲ့အတွက် EMC တဲမှာရှိတဲ့ ROM ဘိုင်းအလုံးလုံးနိုင်ဖို့အတွက်ပေးသွင်းထားခြင်းဖြစ်တဲ့1လို့ပြောတဲ့အတွက်2ကိုတော့ VIG S800 သင်ခန်းစာမှာသင်ခဲ့တဲ့ 1.8ဖို့လမ်းကြောင်းနဲ့ပြသွင်းပြီးတော့ VCC1 ကိုတော့အခုလက်ရှိသင်ခန်းစာကလေ့လာနေတဲ့ VIAG assembling လမ်းကြောင်းနဲ့ပြသွင်းပါတယ်။ဒါဆိုရင်တို့ကအခုလက်ရှိကွက်ကောမှာ drone mine လုံးနိုင်ဖို့ကို3ဖို့နဲ့ပြသွင်းထားတယ်။ VCC ကိုမှ1.2ခွဲပြီးတော့ VCC2 ဆိုပြီးတော့တစ်လိုက်ထပ်ပြီးတော့ပြသွင်းပါတယ်။အဲ့တော့အရှေ့ကတို့ရဲ့ MDK မှာတော့ VCC VCC ကျူးဆိုပြီးတော့နောက်လိုင်းပဲသူတွင်းခဲ့တယ်။အခုကွက်ကွန်မှာတော့ VCC ကိုမှ1 2ခွဲပြီးတော့သူတွင်းသွားပါတယ်။ကျန်တဲ့ကကတော့ run by တော့ကတော့အတူတူပါပဲ VDD1 ကို VRG asset ကပေးတယ် VDD2 VDD2 VDD CEO ကို VRG အ2ကနေပြီးတော့ပေးသင်းသွားပါတယ်အဲဒီတော့တို့ကဟာဒီလက်ရှိလေးလာနေတဲ့ VRG SMD 2.9ဘို့ဒီ MDK မှာဆိုဘာနဲ့တူပဲဆိုရင် VEMC 2.8 to 3.3 voltage လမ်းကြောင်းနဲ့အတူတူပဲဆိုတာကိုနားလည်ထားရပါမယ် EMC ထဲမှာရှိတဲ့ရွန်မိုင်းလွတ်လွတ်နိုင်ဖို့အတွက်ဗိုးတွေကို လေ့လာကြည့်တဲ့အခါ VCC1 ဒီရွန်မိုင်းလွတ်လွတ်နိုင်ဖို့အတွက် high voltage အနေနဲ့ပြသွင်းတဲ့ဘွားဘေးလမ်းကြောင်းဖြစ်ပြီးတော့ကျန်တဲ့ VCC2 နဲ့ VCC2 ဒီ low voltage အနေနဲ့ပြသွင်းထားခြင်းဖြစ်ပါတယ်။ MDK မှာလည်းအလားတူပဲပြသွင်းထားခဲ့တယ်။ MDK မှာတို့လေ့လာခဲ့တဲ့930 U00 ရဲ့ရွန်မိုင်းလွတ်လွတ်နိုင်ဖို့အတွက် high voltage အနေနဲ့ VMC 3.3ဆိုတဲ့လမ်းကြောင်းနဲ့ပြသွင်းပြီးတော့ low voltage အနေနဲ့ကတော့ VIO 78 PMU လမ်းကြောင်းနဲ့ပြသွင်းခဲ့ပါတယ်။ RAM ဘိုင်းကိုလည်း VDD1 ဆိုပြီးတော့ MDK မှာတော့ VIO 78 PMU လမ်းကြောင်းနဲ့ပြသွင်းပြီးယခု Qualcomm မှာ VIO G6 နဲ့ပြသွင်းထားတယ်။ VDD2, VDD2, VDDCA လို့ခေါ်တဲ့ Ryan Generation Board ကိုခွဲခြားမဲ့လမ်းကြောင်းကိုတော့ MDK ဒါ MDK မှာ VMPMU 1.25V လမ်းကြောင်းနဲ့ပြသွင်းပြီး ကွာကွန်မာဘူယာဂျီအဒုနဲ့ပြသွင်းထားတယ်။ဘိုးကတော့1.2ဖြစ်တဲ့အတွက် Abidia 2လား Abidia 3လားပြန်ခွဲခြားဖို့က Harry Morgan 930ကောဒီ Ryan C တိတက်မပါဘဲနဲ့ EMC ထဲမှာပေါင်းထားတဲ့အတွက် Abidia 2စနစ်ဖြစ်ပါတယ်။ဒီအကြောင်းတွေကတော့အရှိအသင်ကန်းစာမှာလည်းခဏခဏထည့်ပြောပေးခဲ့တယ်။ပြန်ပြီးတော့ဆက်ဆက်ပြီးတော့လေ့လာနိုင်ဖို့အတွက်ပါအကြွေမမှတ်မိတာရှိရင်ရှေ့ရသက်ဆိုင်ရာသင်ခန်းစာတွေမှာပြန်ပြီးတော့လေ့လာပေးကြပါယခု လေ့လာသွားတဲ့ဘူယာယီဂျီအက်တန်းနဲ့ဘူယာယီဂျီအက်ဆမ်တင်လမ်းကြောင်းနဲ့ပတ်သက်ပြီးမရှင်းတာရှိရေယခုတင်ကန်းစာရဲ့ကွန်မန့်အောက်မှာရေးပြီးတော့ပြန်မြန်နိုင်ပါတယ်